ီပကျောင်းသားတွေကျောင်းအပ်နှံတာလက်မခံဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရက Harvest တက္ကသိုလ်ကိုညွှန်ကြားချက်တရက်ထုတ်ပြန်ခဲ့ပါတယ်။ညွှန်ကြားချက်အရ Harvest တက္ကသိုလ်ရှိနိုင်ငံတကာကျောင်းသားတွေဟာအခြားတက္ကသိုလ်တခုကိုရွှေ့ပြောင်းရတာသို့မဟုတ်အမေရိကန်နိုင်ငံမှာ၎င်းတို့ရဲ့ဥပဒေရပိုင်ခွင့်တွေဆုံးရှုံးမယ်လို့သိရပါတယ်။အမိမြေလုံခြုံရေးဝန်ကြီး Christine Noam ကအမိန့်ကိုထုတ်ပြန်ခဲ့တာပါ။ Harvest တက္ကသိုလ်အုပ်ချုပ်ရေးမှူးတွေဟာ အကြမ်းဖက်မှုနဲ့ဂျူးတွေပေါ်ခွဲခြားဆက်ဆံမှုတွေအရှိန်မြင့်နေပြီးတရုတ်ကွန်မြူနတီပါတီနဲ့လက်တွဲလှုပ်ဆောင်နေတယ်လို့၎င်းကဆွဆွဲခဲ့ပါတယ်။အမေရိကန်နိုင်ငံရှိအခြားတက္ကသိုလ်တွေလည်းအလားတူပိတ်ပင်မှုမျိုးရင်ဆိုင်ရနိုင်တယ်လို့ခရစ်စတီနိုဝမ်ကသတိပေးခဲ့ပါတယ်။အဲ့ဒီအမိန့်ဟာဥပဒေနဲ့မညီညွတ်ဘူးလို့ Harvard တက္ကသိုလ်ကပြောရေးဆိုခွင့်ရှိသူတူကပြောကြားလိုက်ပါတယ်။အခုအမိန့်ဟာ Harvard တက္ကသိုလ်ရဲ့သင်ကြားရေးနဲ့သုတေသနကိုသာမက အမေရိကန်တနိုင်ငံလုံးကိုချိမ့်ချောက်နေတယ်လို့၎င်းကပြောပါတယ်တက္ကသိုလ်အာဏာပိုင်တွေဟာဂျူးတွေပေါ်ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးကိုအလုံးလောက်လှုပ်ဆောင်တာမရှိဘူးလို့ဆိုပြီးအမေရိကန်ဆိုးရွားကရခိုင်ကဟာဗတ်စတက္ကသိုလ်ရဲ့ရမုံငွေတွေကိုထိမ့်ချုပ်ခဲ့ပါတယ်လာမယ့်အပတ်မှာကျင်းပမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာနိုင်ငံတကာကမြန်မာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုပုံမှုပြုလုပ်ဖို့ထိုင်းနိုင်ငံကအကြံပြုမယ်လို့နိုင်ငံသားဝင်ကြီး မာရစ်ဆန်ဂီယာပွန်ဆာကပြောပါရယ်လူ3800ကျော်သေဆုံးခဲ့တဲ့မက်လာတွင်အင်အားပြင်းမြင်ကလေးလှုပ်ခတ်ပြီးနောက်မြန်မာနိုင်ငံကိုလူသားချင်းစာနာမှုအကူအညီပေးရမှုအစဉ်ပြေချောမွေ့စေရေးအပြစ်ခတ်ရစဲမှုတက်တန်းတိုးဖို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့ကြိုးပမ်းမှုတွေကိုထောက်ခံတယ်လို့၎င်းကအင်တာဗျူးတစ်ခုမှာပြောပါရယ်အပြစ်ခတ်ရစဲရေးဟာအရေးပါတဲ့ပထမအဆင့်ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့တစ်ဖက်သက်မဖြစ်သင့်ပါဘူး ျွန်တော်တို့အနေနဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုပြုလုပ်ဖို့ပြဿနာတီးတီးကိုဇပွဲဝိုင်းမှာဖိအားမပေးဘဲဆွေးနွေးသင့်ပါတယ်လို့သူကဆိုပါတယ်။တိုင်းသားလက်နက်ကင်အဖွဲ့တွေအပါအဝင်လက်နက်ကင်အဖွဲ့အားလုံးပါဝင်တဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုအထောက်အကူဖြစ်စေမဲ့ပြဿနာတွေကို ဖြေရှင်းရမှာနိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်တယ်လို့၎င်းကရှင်းပြပါတယ်။မြန်မာပြည်ပခအတွက်အပြေမရှိရင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကိုမဖြေရှင်းနိုင်ပါဘူး။ ပြဿနာနှစ်ခုဟာဆက်ဆက်နေပါတယ်လို့သူကဆက်ပြောပါတယ်ထိုင်းနိုင်ငံဟာပညာရေးနဲ့ကျန်းမာရေးပါဝင်မြန်မာနိုင်ငံကိုရေရှည်ကူညီတွေပို့မှုပေးရမှာဖြစ်ပြီးမြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုတိုးမြင့်မဲ့နိုင်ငံတကာဆင်မြင့်ကိုအသုံးပြုနေတယ်လို့မာရစ်ဆန်ဂီယာပွန်စာကပြောပါတယ်မြန်မာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုကငြိမ်းချမ်းရရှိစေမဲ့တွေ့ဆုံဆွေးနွေးမှုကိုမြှင့်တင်ပေးပါလိမ့်မယ်အကျိုးမရှိတဲ့အပြတ်သဘောဆောင်တဲ့သဘောထားကိုကျွန်တော်တို့ပြောင်းလဲလိုပါတယ်လို့သူကဆိုပါတယ်